ပြောပြမယ်လူတန်းကလေသူတို့တခုခုလှုပ်ပေးတာလိုက်လျောပေးတာကူညီပေးတာအခွင့်အရေးပေးတာကိုကြိုက်ကြတဲ့လူတွေကြီးပဲဒါပေမဲ့ပေးပါများလာတဲ့အခါကျတော့အဲ့ဒါသူတို့ရပိုင်ခွင့်လို့သူတို့ထင်သွားတယ်လှုပ်ပေးနေတာကသူတို့ရပိုင်ခွင့်လို့ထင်သွားတဲ့အခါမှာလှုပ်ပေးရမှာမင်းတာဝန်ဖြစ်သွားပြီမင်းမလုပ်နိုင်တဲ့အခါမှာမင်းကတာဝန်မကြီးတော့ဘူးသူတို့အတွက်မင်းကမိတ်ဆွေကောင်းမဖြစ်နိုင်တော့ဘူး အရင်ကမင်းလုတ်ခဲ့သမျှအရာအလုံးကမင်းမလုတ်နိုင်တော့တဲ့နောက်ပိုင်းမှာအလကားဖြစ်သွားပြီအဲ့ခါအရင်လိုမျိုးစေတနာတန်တန်နဲ့ကူညီတာမျိုးမဟုတ်ပဲနဲ့သူတို့ကြည်ဖြူအောင်သူတို့နဲ့တဲ့အောင်သူတို့နဲ့အဆင်ပြေအောင်သူတို့စိတ်ကျေနပ်အောင်သူတို့မမုန်းရအောင်ကြိုးစားရတဲ့အတွက်မင်းအတွက်လည်းဝန်ထုတ်ဖို့ဖြစ်လာမင်းအတွက်မနိုင်ဝန်ဖြစ်လာမလုတ်ပေးနိုင်တဲ့အခါမှာအရင်ကကောင်းခဲ့တဲ့မင်းတို့ဆက်ဆံရေးလည်းအဆုံးတတ်သွားလိမ့်မယ်အရာအလုံးကမင်းအားနာတာနဲ့စခဲ့တယ် ဒါကြောင့်မလို့ဘဝမှာမလိုအပ်ဘဲနဲ့ဘယ်သူ့ကိုမှအာမနာမိပါစေနဲ့။တနေ့ကျရင်မင်းပဲစိတ်ပင်ပန်းရလိမ့်မယ်။